မောင်တော်မြို့နယ်တောင်ပိုင်းကြောက်ပန်းတူစီဒီပြင်တောင်ကျော်လမ်းမှာ အာစာရဲ့အကြံဖတ်တက်ပြမှုကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးပြီးတော့အမျိုးသားနှစ်ဦးကတော့ဒဏ်ရာနဲ့အတူထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။မနေ့ကနေ့လယ်ပိုင်းကခလေးငယ်တူအပါအဝင်ခရီးသည်၅ဦးနဲ့စားတောက်ကုန်တွေတင်ဆောင်ပြီးတော့စီဒီပြင်ကျေးရွာကနေကြောက်ပန်းတူကျေးရွာဘက်ကိုထွက်ခွာလာခဲ့စဉ်မှာ မောင်တော်မျိုးနဲ့မျိုးယုကျေးရွာရဲ့အရှိတ်ဘတ်တတာအနီအယောက်မှာအာစာရဲ့အာစာအဖွဲ့ရဲ့ခြံခေါ်တိုက်ခိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။တိဆုံသွားသူတွေကတော့မဝဝေဆို32နဲ့ဒေါ်နာနိုင်ဆွေ42တို့ဖြစ်ကြပါတယ်။ကာသမနဲ့ခရီးသည်အမျိုးသားတူကတော့ဒံယာရီနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။အဲ့ဒီခြံခေါ်တိုက်ခိုက်မှုအတွင် ကားပေါ်မှာပါလာတဲ့ခရီးသည်၄ဦးနဲ့ကာသမကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအဲ့ဒီအထက်ကအမျိုးသမီး2ဦးကိုတပ်ဖြတ်ကကာသမနဲ့ဂျန်တူဟာ တန်းရာတွေနဲ့လွတ်မြောက်လာခဲ့ရတာဖြစ်ပါတယ်။သေဆုံးသွားသူမဝေဝေဆိုရဲ့၃နှစ်အရွယ်သမီးငယ်ကိုတော့မိခင်ရဲ့အလောင်းဘေးမှာအသက်ရှင်နေရတွေ့ရှိခဲ့ရတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ကားပေါ်မှာပါလာတဲ့ဆန်စီစားငရုတ်စားတဲ့စားတောက်ကုံတွေအလုံးကိုတော့အာစာအဖွဲ့ကယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။အခုလိုအကြံဖတ်တက်ဖြတ်သွားတဲ့အာစာတပ်ဖွဲ့ဝင်တွေကို AA ကလိုက်လံရှာဖွေနေတယ်လို့လည်းသိရပါတယ်ရှင်။